ကိုရဲ့ AI state ဒုတိယနှင့်ပြင်ညာချက်တွေကြည့်လိုက်တော့လေအများကြီးပဲနော်ဟုတ်တယ်ဟုတ်တယ်အထူးသဖြင့်ဟို Gemini နဲ့ Gemma model တွေမှာ developer တွေအတွက်တော်တော်စိတ်လုံရှာလျက်အသက်တွေပါလာတယ်อืม ဒီနေ့အဲ့ဒါတွေကို Google for Developer Channel ကအချက်လက်တွေတုံးပြီးတော့လေအဓိကကြတဲ့အပိုင်းတွေလက်တွေ့ပါအတုံးအောင်လဲဆိုတာလေးဆွေးမွေးကြည့်ကြအောင်ကောင်းပါတယ်အဓိကတော့ Gemini API မှာဗားတဲ့အစ်စ်ပါလေပြီးတော့ Gemma Open Model တွေဘလို့ပိုကောင်းလာလဲဆိုတာပေါ့ Developer တွေတဲ့ဘလို့အသုံးတက်မလဲကြည့်ရမှာပေါ့လေဟုတ်ကဲ့အဲ့တော့ Gemini Model Meta စုအစ်စ်တွေနဲ့စလိုက်ကြတာပေါ့1.5 Pro 1.5 Flash um flashlight အသစ်ပါတဲ့ nano embedding ဆိုပြီးတို့ဆုံလာတယ်ဟုတ်တယ်ဒါဘယ်လိုနေရာမှာတုံးမှုရည်ရတာလဲတခုချင်းစီကပါကွာလဲอืมဒါကလေ AI ကိုနေရာစုံရောက်အောင်လုပ်ချင်တဲ့သဘောလို့မြင်တယ်155 Pro ကတော့တိတောက်တိုင်းပဲအရှုံးဆုံးကတည်းကိုရင်ပိုင်းနေမှာ performance အမြင့်ဆုံးပေါ့ဟုတ်1.5 flash ကတော့ mm performance ရောဈေးရောအချို့ကြဆုံးလို့ပြောရမယ်အခုအတိထွက်တဲ့ flash light ကကြတော့ ပါတယ် summary လောက်တာမျိုး API ခေါ်တာဂျင်းများများလောက်ရတဲ့အလုပ်တွေအတွက်သူကသေးတယ်မြန်တယ်ဈေးဘူတက်တာတယ်အော် flash light ကဘူတက်တာတာပေါ့ဟုတ်တယ် nano ကတော့ phone လို device ပေါ်မှာ dial run ဖို့ embedding ကတော့ data များကြီးတဲ့ကနေဟိုဆက်ဆက်တာတွေရှာတာခွေးချတာမျိုးတွေပေါ့ဆိုတော့ developer address ရွေးစရာပိုများလာတာပေါ့လေကို project နဲ့ဘာကိုက်မလဲရွေးအောင်ပဲဆွမ်းဆောင်ရေးပိုင်းမှာရော Elmasis Arena လို့ leaderboard တွေမှာထိတ်ဆုံးရောက်တယ်ဆိုတော့တကယ်ကောင်းမှာပေါ့နော်ဟုတ်ပါတယ် performance count တာတော့မှန်တယ်ဒါပေမဲ့အရေးကြီးတာတစ်ခုက Gemini ကမူလကလေးကကို multi mode အတွက်ဒီဆောက်ထားတာအော်ဟုတ်လားဟုတ်တယ်စံပုံ video အတန်ကုတ်အကုန်နားလည်အောင်အစကလေးက design လုပ်ထားတာတခြားတွေလို့နောက်မှ like ကတ်ထားတာမဟုတ်ဘူးအေးဟုတ်ဒါအားတကျပေါ့အဲ့ဒီ multi mode swine ရေပြီးတော့ zoom ကလည်းအတော်လေးရှင်းပြနိုင်တယ်လေ အဲ့နကိုပေါင်းလိုက်တော့ developer အတက်တတော်ဆွဲဆောင်မှုရှိရဲ့ package ဖြစ်လာတာပေါ့အတန်ပိုင်းမှာတော့ native audio output ဆိုတာကြားလိုက်တယ်အဲ့ဒါဘယ်လိုမျိုးလဲ text to speech နဲ့ဘာကွာလဲအာ TTS မှာတော့ဘာသာစကားတွေ emotion တွေပို့ဆောင်လာမှန်းတယ်ဒါပေမဲ့ native audio output ကပို့ထူးခြားတယ် live API ကနေရတာဒါ Google ရဲ့ပထမဆုံး audio to audio architecture ပို့ audio to audio ဆိုတော့ဆိုလိုတာက AI ကစာသားကိုအတန်ထွက်ဖတ်ပြတာမဟုတ်တော့ဘူး အတန်ကိုတိုက်ရိုက် generate လုပ်တာအဲ့တော့အတန်ထွက်တည်စကားပြောဟန်နေကပိုပြီးတဘာဝကြတယ်လူပြောတလိုမျိုးဖြစ်လာနိုင်တယ်။အော်ပိုပြီး natural ဖြစ်လာပေါ့ဟုတ်တယ်ပြီးတော့ဘာသာစကားတစ်ခုနဲ့တစ်ခုကိုချော့ချော့မွေ့မွေ့ပြောင်းပြောတာမျိုးတွေလုပ်နိုင်တယ်။နောက်ပြီး proactive audio ဆိုတာက AI ကဘယ်အချိန်ဝင်ပြောသင့်လဲဘလို့တုံပြန်သင့်လဲသူ့ဘာသာဆုံးဖြတ်နိုင်တာ effective dialogue ကကြတော့တုံးတဲ့သူရဲ့လေတံခန်းစားချက်ကိုနားလည်ပြီးလိုက်တုံပြန်နိုင်တာ ဒါရီက AI interaction ကိုနောက်တစ်ဆင့်မှန့်တင်ပေးမှာဟွန်းဟွန်းတော်ဆက်ဝင်စားစရာလဲ AD ဆွမ်းရည်တုံးဖို့ Gemini API မှာ developer tool အသစ်တွေပါလာတယ်ဆိုတော့ဘယ် tool တွေက developer တွေအတွက်အသုံးဝင်ဆုံးစစ်မလဲ tool အသစ်တွေတော်တော်များများက AI workflow ကိုလွယ်ကူစေမှာဥမာ Google search ကို API ကနေတက်ရိုက်သုံးနိုင်ပြီဟွန်း UR context ဆိုတာ ਨੇ website တစ်ခုလုံးရဲ့အကြောင်းအရာကို context အနေနဲ့ဆွဲထည့်ပြီးမေးခွန်းတွေမေးနိုင်တယ် code execution ဆိုတာက API ကနေ Python code တွေ run ခိုက်ပြီးအခြေတမ်းယူလို့ရတယ်။ Oh, that's so practical ဖြစ်တာပေါ့။ဟုတ်တယ်။ Function calling ကိုလည်းပိုကောင်းအောင်လုပ်ထားတဲ့အခု asynchronous call လို့ရပြီ။ SDK တွေကလည်း Python, JavaScript, Go, Android တွေအတွက်အဆင်သင့်ပဲ။နောက်ပြီး contact catching ဆိုတာက prompt အရှိကြီးတွေခဏခဏတုံးရင် token cost ကိုတတ်တာစေတယ်။အဲ့ဒါကောင်းတယ်။ token ကုန်းလာတတ်တာပါ။ ဟုတ်ပါပဲပြီးတော့ structure output နဲ့ json format လိုမျိုးတတ်တတ်မတ်မတ်အဖြေပုံစံတောက်လို့ရတယ် safety filter တွေကိုလည်းပိုပြီးစိတ်ကြိုက်ချိန်ကြီးလို့ရလာပြီဒါတွေအလုံးက application ဆောက်ရတာပိုလွယ်ကိုစိတ်ချရစေတာပေါ့တက Gemini API ပါတစ်ထပ်မှာကြတော့ open source ဖြစ်တဲ့ gamma မိသားစုကိုလည်းတိုးချဲ့နေတာတွေ့ရတယ် gamma 3ကဘာဒီအဓိကထူးခြားလာတာလဲ gamma 3က open model log အတွက်တော်တော်လေးအရေးပါတဲ့ update ပဲအဓိကကတော့ multi model ပါလာတာပုံနေထည့်ပြီးစကားပြောခိုင်းလို့ရပြီဩ gamma ကပုံနေနားလည်ပြီပေါ့ဟုတ်တယ်ပြီးတော့ multi lingual ဘာသာစကားတရား40ကျော်နားလည်တယ် context window ကလည်း 32k token စီရလာတယ်အထူးသဖြင့် 27B model လိုမျိုးအတော်ကြီးတဲ့ဟာကိုတောင် GPU တစ်ခုတည်းနဲ့ run နိုင်အောင်လုပ်ထားတာက research အတွက်ရောကိုယ်ပိုင် project အတွက်ရောအဆင်ပြေတယ်။ Hmm. On device မှာ run နိုင်တဲ့ Gemma 3N ကပိုတောင်စိတ်ဝင်စားဖို့ကောင်းသေးတယ်။ RAM 2GB လောက်နဲ့ run နိုင်တယ်ဆိုတော့ဒါကတော်တော်များများ device တွေမှာသုံးနိုင်ပြီပေါ့။တကယ်ပါ။ Gemma 3N က 4B နဲ့ 2B ဆိုပြီးရှိတယ်။ဒါက device ပေါ်မှာတိုက်ရိုက် run for အထူးလုပ်ထားတာ။အတန်အားလည်းနိုင်စွမ်းပါထပ်ပေါင်းထားသေးတယ်။ အတန်ပါပါလာတာလားဟုတ်တယ်ဒါက clock မလို့ပဲ local marketing အလုပ်လုပ်တဲ့ smart feature တွေဖုန်းဒီ laptop ဒီပေါ်တိုက်ရိုက်ချက်ဖို့လမ်းဖွင့်ပေးလိုက်တာပဲ privacy အတွက်တော့ offline အလုပ်လုပ်ဖို့ရောအလားအလာများကြီးရှိတယ်ကျမကိုတုံးဖို့ကိုပိုင်လိုအပ်ချက်နဲ့ကိုက်အောင်လုပ်ဖို့တော့ bluetooth လေးနီးလိုင်းနေရှိသေးလဲ ecosystem ကဘလောက်ပန်ပိုးပေးလဲ ecosystem တော့တော်ပြည့်စုံလာပြီ google ရဲ့ ai studio cloud run လို့တူးတယ်ပြင် အပြင်က Olama, Keras, Jax, Transformers လို့လူသုံးများတဲ့ framework တွေနဲ့လည်းလွယ်လွယ်ကူကူချိတ်သုံးနိုင်တယ်။ Hmm. ဟုတ်။ပြီးတော့ quantization ဆိုတဲ့နည်းပညာအသုံးပြီး model size ကိုချုပ်နိုင်တော့ဟာဝေးအများကြီးမလိုဘူး။နောက်အရေးကြီးတာက fine tuning ပေါ့။ကိုဒေတာနဲ့ကိုဘာသာစကားအတွက်တီးတန့် German model တွေဖန်တီးနိုင်တယ်။ Oh, ကိုပိုင် model လုပ်လို့ရတာပေါ့။ဟုတ်တယ်။ ဥမာအရှိတအဝါရှာဖာထားစကားတွေအတွက် CL Lion တို့ Bulgaria LLM တို့လို့မျိုးတခြားသူတွေဖန်တီးထားတာရှိသလိုကိုရိုင်းလည်းလုပ်နိုင်တယ်။ဒါက open model ရအားတကျပဲ။ Noxo အနေနဲ့အထူးပြုကြမှာမော်စာတက်တီလက်တွေ့ရနော်။ Met Jama, Sign Jama, Dolphin Jama ဆိုတာတွေ။ Dolphin Jama နောက်ပြီးပုံတည်တဲ့ safety ကိုစစ်တဲ့ Shield Jama စသဖြင့်ပေါ့။နေပဲအဆုံးမှာ AI ကိုတုံးချို့ဖို့ Jama ကိုခြေကံပြီးတိုးချဲ့နေတာ။ဟွန်းဟုတ်တယ်။ဒီနေ့ဆွေးနွေးခဲ့တာတွေကို ပြန်ကြည့်ရင် Google က AI stage မှာ developer တွေကိုတစ်ဖက်က Gemini API နဲ့ cloud မှာအစွမ်းထတူတွေပဲတယ်လို့နောက်တစ်ဖက်မှာ Gemma မိသားစုနဲ့ open source ဘက်ကိုလည်း IP ပေးနေတယ်။နှစ်ဖက်လုံးကိုတုံ့တင်နေတဲ့သဘောပေါ့။ဟုတ်တယ်အဲ့တော့လေနောက်ဆုံးစဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းလေ Gemma 3N လိုမျိုး device ပေါ်မှာ run လုပ်ရတဲ့ AI နဲ့ပိုစွမ်းဆောင်ရမြင်လာမယ်။ Gemini API လို cloud tool တွေလည်းပိုအားကောင်းလာမယ်။အဲ့ဒီခါကျရင်လေ cloud AI နဲ့ local device AI ကြားကနေနိမိတ်ဒီကဘယ်လိုမျိုးဝေဝါသွားမလဲ။ဟွန်းဟုတ်တယ်။ဒီ cloud နဲ့ local ပေါင်းစပ်မှုကနေအခုချိန်မှာကျမတို့စဉ်တော်မစဉ်းစားမိတည်းရဲ့ application အသစ်စမ်းတွေအတွေ့အကြုံအသစ်တွေဘယ်လိုပေါ်လာနိုင်မလဲ။ဒါက developer တွေအတွက်ရောသုံးဆွဲသူတွေအတွက်ရောတော်တော်စိတ်ဝင်စားစရာမိဟွန်တခုဖြစ်လာမှာသိချတယ်။ဟုတ်ကဲ့စဉ်းစားစရာအချက်ကောင်းလေးပါပဲ။ဒီနေ့အချိန်ပေးပြီးအသေးစိတ်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဟုတ်ကဲ့ရပါတယ်။